DCA ဆိုတဲ့ dollar cost averaging ni strategy ကအသုံးများပြီးတော့အောင်မြင်စေတဲ့ investing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ဒီနည်းလမ်းရဲ့အဓိကအချက်ကတော့ပုံမှန်အချိန်မှန်ငွေကို invest ပေါ့နော်ပုံမှန်လောက်သွားတာဖြစ်ပါတယ်။စိတ်ခံစားချက်ကဈေးအသက်အကျနောက်တီကိုလိုက်ပြီးမှခံစားဖို့ပေါ့နော်အဲ့ဒီအချက်ကတော့ချက်ပဲဖြစ်ပါတယ်။ DCA လောက်ဖို့ကအလွန်ပဲပေါ့နော် concept အရာကတော့လွယ်ကူပါတယ်။ဘာခက်လို့လဲပေါ့နော်ရိုးရိုးရှင်းရှင်းနဲ့တလားတရာဆိုတရား ကိုယ့်ရဲ့ဒီ investment တွေမှာ DCA ပေါ့နော်ငွေစုတလို့လောက်သွားရုံပဲဆိုပြီးတော့မှလွယ်တယ်လို့ထင်ရပါတယ်ဒါပေမဲ့တကယ်တမ်းမှာကြတော့ပေါ့နော်ဒီ stock sequence ဆိုတာအသက်အကျတွေရှိတယ်အဲ့လိုအချိန်မှာဆိုရင် emotion တွေဝင်လာပြီးတော့မှ DCA နဲ့ပတ်သက်တဲ့အမားတွေကို investor များစွာဟာလုံမိတတ်ပါတယ်အဲ့လိုအမားတွေလုံမိတဲ့အခါမှာဆိုရင်ရလက်အနေနဲ့ကတော့အမျက်တည်နေမယ်ဒါမှမဟုတ်ရင် အရှုံးတွေရမယ်ဆိုတာတွေဖြစ်ပါတယ် ဒီဗီဒီယိုလေးထဲမှာ DCA နဲ့ပတ်သက်တဲ့မားတဲ့အမရှိခုကိုရှောင်ရှားနိုင်ဖို့အတွက်ဝင်မြတင်ဆက်ပေးကြပါတယ်။မင်္ဂလာပါ။ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel ကနေပြီးတော့မှ stock sequence မှာရင်းနှီးမြှုပ်နှံခြင်းနဲ့အခြေခံတွေနဲ့ငွေရေးကြေးရေးတိုးတက်ခြင်းအကြောင်းတွေကိုဝင်မြတင်ဆက်ပေးနေတာဖြစ်ပါတယ်။ channel နဲ့အတူ like ပါလေးလာဖို့ဖိတ်ခေါ်ပါရစေ။ Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။ DCA လောက်တဲ့အခါမှာမားတဲ့အမတွေရှိခုကဘာတွေလဲကြည့်ရအောင်။ မာရွင်းတဲ့ investment ကိုရွေးချယ်မိခြင်းဘယ် investment မှာပဲဖြစ်ဖြစ် DCA လောက်သွားရင်အောင်မြင်တယ်ဆိုပြီးတော့မှပေါ့နော်။ तू ကဒါတကိုးရှိတဲ့စွမ်းအားရှိတဲ့ strategy မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ investment ကမကောင်းဘူးဆိုလို့ရှိရင် DCA လောက်လည်းအလုံးမဖြစ်ပါဘူး။ ကိုရွေးချယ်တဲ့ investment ကတကယ်ကိုပေါ့နော်လုံးဝကိုခိုင်းပါပြီးတော့မှရေရှည်မှာအသက်နှုံရှိတဲ့ investment လိုမျိုးလူကြိုက်များပြီးတော့မှတကယ်အလုပ်ဖြစ်တဲ့ပေါ့နော်တက်တေပြပြီးသားအလုပ်ဖြစ်တဲ့ investment မျိုးဖြစ်ရမှာဖြစ်ပါတယ်။ DCA လောက်ဖို့ဆိုရင် stock တစ်ခုကျင်းစင်ပါ DCA လောက်ချင်တယ်ဆိုလို့ရှိရင်ကိုကဒီ stoic ကိုပေါ့နော်တည်တည်ဆဲဆဲလေ့လာသုံးသပ်ပြီးတော့ analysis တွေလောက်တက်ဖို့လိုပါတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကတော့ဒီ broad base market index fund တွေပေါ့နော် index ETF တွေဖြစ်တဲ့ S&P 500လိုမျိုးဒါ Nasdaq 100လိုမျိုး ETF တွေမှာပဲ DCA လောက်တာကအကောင်းဆုံးဖြစ်ပါတယ် အမားဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုကပေါ့နော်ရေရှည်မှာအမျက်တင်အများကြီးရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တစ်လကိုဒေါ်လာ100ပေါ့နော် stock တစ်ခုခုမှာ invest လုပ်တယ် DCA လုပ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကိုရွေးချယ်လိုက်တဲ့ stock ကဒါမကောင်းဘူးနှိရှေကြဈေးကျနေတဲ့ stock တွေဖြစ်တယ်နောက်ပြီးတော့ခါကျတော့ company ရဲ့ပေါ့နော် company ကအကျွေးများနေတယ်အမျက်ရနှုန်းတွေကလည်းကျလာတယ် revenue တွေကကျလာတယ် နောက်ပြီးတော့ management ကလည်းမကောင်းဘူး CEO ကလည်းမကောင်းဘူးပေါ့နော်စတဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်ဒါကကောင်းတဲ့ investment မဟုတ်ပါဘူး DCA ကိုကဘလောက်ထိ consistent ပဲလှုပ်လှုပ်ပေါ့နော်မျက်စရာအကြောင်းမရှိပါဘူး DCA နောက်ထပ်အမတစ်ခုကတော့ inconsistent contribution ပေါ့နော်ပုံမှန်သတ်မှတ်ထားတဲ့ငွေပမာဏအတိုင်း in contribute မလုပ်ခြင်း invest မလုပ်ခြင်းဖြစ်ပါတယ် ကိုကမူရင်းသတ်မှတ်ထားတာကဒေါ်လာ1လောက်200 invest လုပ်မယ်လို့သတ်မှတ်ထားတယ်ပေါ့နော် S&P 500အတွက် ETF ထဲမှာထည့်မယ်ပေါ့ပထမတစ်လမှာတော့ကိုကဒေါ်လာ200ပေါ့နော် BOO ဝယ်လိုက်တယ်ဒုတိယတစ်လလည်းရောက်ရောကိုစိတ်ထဲမှာပေါ့နော်ဟာငွေကိုတခြားနေရာမှာသုံးစရာရှိတယ်ဒီလောက်တော့ပေါ့နော် invest မလုပ်ဘဲနဲ့ကြော်လိုက်တော့မယ်ဆိုပြီးတော့မှလှုပ်လိုက်တယ်နောက်တစ်လရောက်တဲ့အခါကျတော့တခါသေးပေါ့နော်ဟာအရင်လက invest မလုပ်တဲ့ဟာကိုပေါင်းထည့်ပြီးတော့မှဒေါ်လာ900 invest လုပ်မယ်ဆိုပြီးတော့မှပေါ့နော် မြများတိုးမယ်ဆိုပြီးတော့မှလောက်တာမျိုးဟာမကောင်းဘောเนาะဘာကြောင့်လဲဆိုတော့ DCA ရဲ့ရွယ်ချက်ကဈေးနှုန်းတက်တဲ့အချိန်မှာလဲဝယ်မိတယ်ကျတဲ့အချိန်မှာလဲဝယ်မိတယ်နောက်ဆုံးမှာဒီကိုယ့်ရဲ့ဘောเนาะဝယ်လိုက်တဲ့ဝယ်ဈေးတွေကပြန်များဘောเนาะများကြီးတင်တော်တဲ့ဈေးတန်းတစ်ခုကိုချဖို့ဖြစ်ပါတယ်။အဲ့လိုမျိုးပေါ့နော်။ကိုက consistent မရှိတဲ့ပေါ့နော်။ဒါ investing DCA နည်းကိုသုံးတယ်ဆိုရင်ကြတော့အဲ့ဒီ averaging ဖြစ်တဲ့ပေါ့နော်။အစွမ်းကိုရောကြသွားစေပြီးတော့မှ ဒါအမျက်တည်းနေပါစေတာဖြစ်ပါတယ်။နောက်ထပ်အမှားတစ်ခုကတော့ကုန်ကျစရိတ်တွေကိုလိလူရှုခြင်းဖြစ်ပါတယ်။ဒီစီအေလောက်တဲ့အခါမှာကုန်ကျစရိတ်နှဲဖို့ဆိုရင် low cost broker တွေ low cost platform တွေကိုရွေးချယ်ဖို့အရေးကြီးတယ်။နောက်ပြီးတော့ဒီ low cost fund တွေပေါ့နော် index ETF လိုမျိုးဒါ expense ratio နဲတဲ့ပေါ့ ETF တွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ကိုက DCA လောက်ချင်တာကတစ်လမှဒေါ်လာ100လောက်ပဲ။ဒါပေမဲ့ trading fee က900ခန့်လောက်ရှိနေတယ်။နောက်ပြီးတော့ဒီ နေရခိုင်နှုန်း300ခိုင်နှုန်းကုန်ကြဆေးရှိတဲ့ fan တွေထဲမှာသွားပြီးတော့ invest လုပ်မိတယ်ဆိုလို့ရှိရင်ကိုကအမြတ်မရသေးဘူးပေါ့နော်။ဒါရှုံးနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ low cost ဖြစ်ဖို့ကအလွန်ပဲအရေးကြီးပါတယ်။အဲကိုဘယ်တော့မှပြန်မရတဲ့ကုန်ကြဆေးအရှုံးကိုရတာဖြစ်ပြီးတော့မှနှစ်ပေါင်းများစွာကြာတဲ့အခါမှာဆိုရင်လဲ compounding effect နဲ့ပေါ့နော်။ဒီ fee တွေကများတဲ့များလာပြီးတော့မှကိုရမယ့်အမြတ်ကိုကိုချမ်းသာစေမယ့်ငွေတွေကိုလွှဲသွားစေမှာပဲဖြစ်ပါတယ်။ ောက်ထပ်အမားတစ်ခုကတော့ chasing trend ဖြစ်တာပေါ့နော် trend နေဖြစ်တာနောက်ကို လိုက်မိတဲ့အမားပဲဖြစ်ပါတယ် meme stock တွေဒီ speculative ဖြစ်တဲ့ stock တွေ crypto တွေ investment တွေဆိုတာကဒါရေတိုမှာပဲ high ဖြစ်နေတာပေါ့နော်ရေတိုမှာပဲလူကြိုက်တများပြီးတော့မှဈေးတွေအများကြီးတက်နေတဲ့ဟာပေါ့နော်ဒါကိုကိုကသွားပြီးတော့ DCA လုံမိတယ်ပြီးတော့ကိုကအဲ့ဒီလုံတဲ့ stock နဲ့ crypto တွေရဲ့ investment တွေအကြောင်းနားမလဲဘူး ီးတော့ဈေးကွက်ရဲ့သဘောတရားတွေနားမလည်ဘူးဆိုလို့ရှိရင်ဒီစီလှုပ်လဲအလကားပဲပေါ့နော်အဲ့ဒီ stock တွေကဈေးပြုတ်ကျလာတဲ့အခါမှာဆိုလို့ရှိရင်ကိုကအရှုံးနဲ့ပဲဂျန်ခဲ့မှာဖြစ်ပါတယ်ဈေးတက်အောင်ဝိုင်းဝယ်ပြီးတော့မှဈေးလည်းအများကြီးတက်လာရောအလုံးဝိုင်းရောင်းကြရဲပေါ့နော် pump and dump skin တွေကိုရောက်သွားတယ်ဆိုလို့ရှိရင်ကို DCA လောက်ထားတာတွေကလည်းအများကြီးပဲဆုံရှုံသွားမှာဖြစ်ပါတယ်။နောက်ထပ်အမှားတစ်ခုကတော့ရေတိုမှာဖြစ်နေတဲ့ဈေးအတက်အကျတွေအပေါ်မှာစိတ်ခံစားချက်တွေများပြီးဝယ်လိုက်ရောင်းလိုက်လှုပ်ခြင်းပဲဖြစ်ပါတယ်။ တချို့တော့ investor တွေဟာကိုက DCA plan အတိုင်းလုပ်ရမယ်အစားဈေးတွေကျလာတယ်ဆိုလို့ရှိရင်ဘယ်နှစ်ဖြစ်တတ်ပါတယ်ဈေးကနောက်ထပ်ကျအောင်ပါပဲခုဝယ်လိုက်ရင်ထပ်ကျသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မှတွေးပြီးတော့မှမဝယ်မိဘဲနဲ့ပေါ့နော် DCA လုပ်နေတာကိုရထားမိတတ်ပါတယ် DCA လုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကအခုလိုမျိုးဈေးကျတတ်တဲ့ပေါ့နော်အချိန် volatility များတဲ့အချိန်တွေကိုအခွင့်ကောင်းယူဖို့ဖြစ်ပါတယ်ရှောင်ချဖို့အတွက်မဟုတ်ပါဘူးဈေးနှုန်းနှိမ့်တဲ့အချိန်တွေကို miss out ဖြစ်သွားတယ် ကိုကလွတ်သွားတယ်ဆိုလို့ရှိရင်ဈေးနဲ့နဲ့နဲ့ရှယ်ယာတွေကိုဝယ်ဖို့အတွက်အခွင့်ကောင်းကြီးလွတ်သွားတာပဲဖြစ်ပါတယ်။နောက်ထပ်အမားတစ်ခုကတော့ချက်ချင်းလက်ငင်အမြတ်ရကြတဲ့ပေါ့နော်မျောနေမှုပဲဖြစ်ပါတယ်။ DCA ဆိုတာကရေရှည်အတွက်ပေါ့နော် invest လုပ်တဲ့အောင်မြင်တဲ့ long term strategy ဖြစ်ပါတယ်။တချို့ investor တွေကကိုကဟာဒီ investment ကတော့ကောင်းတယ် S&P ထဲမှာဖြစ်ဖြစ်ပေါ့နော် invest လုပ်လိုက်တယ်လာတိုင်းလာတိုင်းတလောက်ဒေါ်လာ100လား200လား invest လုပ်လိုက်တယ်။ဒါပေမဲ့ ဒီတလလဲကွာကို့အကောင့်ထဲမှာမြက်မနေဘူး၃လလဲမမြက်ဘူး၆လလဲမမြက်ဘူးဆိုတဲ့အခါမှာ तू ကစိတ်တက်ကြတယ်မကြိုက်တော့ဘောနော်မြင်မြင်မြက်ချင်တဲ့စိတ်များပြီးတော့မှလောလောဆယ်ပေါ့နော်ရေတော့မှမမြက်သေးတာကို तू ကစိတ်ထဲမှာပေါ့နော်မြက်တဲ့အလုံးမဟုတ်ပါဘူးကွာလို့ထင်ပြီးတော့မှဒီ DC အလုတ်ကိုရပ်လိုက်တယ်လုံးဝမလုတ်ပဲထားလိုက်တယ်ဆိုလို့ရှိရင်ဘလို့နီးနေမှဒါအောင်မြင်မှုရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်ပထမဦးဆုံးသိထားမှာက DCA ဆိုတာ long term strategy ဖြစ်ပါတယ်ရလက်အနေနဲ့ကတလ 2လ3လ6လတစ်နှစ်နှစ်နှစ်အတွင်းမှာတောင်မှကောင်းကျင်မှကောင်းလိမ့်မယ်ဒါပေမဲ့ရေရှည်ကြလာတဲ့အခါမှာအများကြီးပေါ့နော်မျက်အောင်လုပ်ပေးမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝအနေအထားအပြောင်းလဲတွေအတိုင်းပေါ့နော် DCA လှုပ်ခြင်းကို မပြောင်းတာကလည်းအမှားယွင်းတစ်ခုပဲဖြစ်ပါတယ် investment လုပ်တယ်ဆိုတာကများများ invest လုပ်လေမြင်မြန်ပေါ့နော်ပွားများနိုင်လေစုဆောင်မိလေပဲဖြစ်မှာဖြစ်ပါတယ် ဒါကိုကိုကပေါ့နော်ဒီ DCA လောက်တာကိုလွန်ခဲ့တဲ့9နှစ်တလုံးကတလတရာ DCA လောက်မယ်ဆိုပြီးတော့ plan ချထားတဲ့အတိုင်းလုပ်နေတယ်။ကိုကအခုချိန်မှာ9နှစ်ကြာလိုက်အခါမှာကိုရင်ဝင်ငွေကအများကြီးတိုးနေပြီ။အရင်တုန်းကရတဲ့ဝင်ငွေထက်ကိုပေါ့နော်နှစ်ဆသုံးဆဖြစ်လာတဲ့ဆိုရင်ကိုက investment လောက်တာကိုကြာတော့ဒီတိုင်းပဲထားတယ်။တဆနှစ်ဆသုံးဆမတိုးလာဘူးဆိုလို့ရှိရင်ဒါမှရွေးနေပေါ့နော် investment ပုံစံပဲဖြစ်ပါတယ်။ လုံးဝအမားလို့ဆိုနိုင်လို့မရပေမဲ့လေဒါကကိုယ့်ရဲ့ပေါ့နော်မျက်နှာကြီးရှိတဲ့ဒါကိုယ့်ရဲ့ potential တွေကိုအသုံးမချတာပဲဖြစ်ပါတယ်ကိုယ့်စီမံငွေတွေကအများကြီးရှိနေတယ် invest လုပ်ဖို့ငွေပမာဏများများရှိပါရဲ့နဲ့ invest မလုပ်ဘူးဆိုလို့ရှိရင်ဒါပုံမြတ်ဖို့အခွင့်အရေးတွေကိုဆုံးရှုံးတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကို invest လုပ်နိုင်တဲ့အချိန်ကာလပေါ့နော် time horizon ဆိုတဲ့ကြာချိန်ကိုမှားယွင်းပြီးတော့မှတွက်ချက်တာပဲဖြစ်ပါတယ် DCA ဆိုတာက ူက market cycle ရဲ့တက်တန်းတစ်ခုလုံးကိုလိုက်ပါပြီးတော့ invest လုပ်နိုင်မှပို့ပြီးအလုပ်ဖြစ်တာဖြစ်ပါတယ်ဒီ market cycle ကကိုငွေထုံတုံးတဲ့အချိန်မှာဈေးကျတဲ့အချိန်မျိုးနဲ့ကြုံနေဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပေါ့နော်အမြင့်ရနိုင်မှုတွေကိုရောပါစေမှာပဲဖြစ်ပါတယ်ပြီးတော့အချိန်မလုံလောက်ဘူးဆိုရင်လည်းဒါ DCA လှုပ်ခြင်းကြောင့်ရနိုင်တဲ့ compounding နဲ့ averaging download တဲ့ပေါ့နော်ကိစ္စရက်တွေကိုလုံနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မလို့အမြင့်ရတဲ့လောက်မရတာမျိုးတွေဖြစ်နိုင်ပါတယ် အခုဖော်ပြခဲ့တဲ့အမားရှစ်ခုကတော့ DCA investor တွေအတွက်တတ်နိုင်တဲ့မြောင်ရှောင်ရှားရမယ့်အမားလေးတွေပဲဖြစ်ပါတယ်။ DCA ဆိုတာကလုံးဝကြီးပေါ့နော်။ DCA လို့ပြီးပြီးချမ်းသာပြီးအောင်မြင်ပြီးဆိုပြီးတော့မှဖြစ်တဲ့နည်းလမ်းမဟုတ်ပါဘူး။ဒါပေမဲ့အခုလိုမျိုးအမားတွေကိုရှောင်ရှားနိုင်တဲ့ဆိုလို့ရှိရင်တော့ဒါ investor တယောက်အနေနဲ့ပေါ့နော်။ရေရှည်မှအောင်မြင်ဖို့ကိုအများစွာအထောက်အကူရစေမှာပဲဖြစ်ပါတယ်။ like ကိုနေပြီး channel ကိုအားပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်အောင်မြင်တဲ့ investor များဖြစ်ကြပါစေနောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆောင်ကြပါစို့